အပြန်တင်ငါစစေကျော်တက်ရွယ်ကစလို့တိုင်းပြည်ပြင်ပမှာအခြေချခဲ့ရပြီးလူငယ်ဘဝနှစ်ပေါင်းရှည်ကြာအနောက်တိုင်းရင်ကျေးမှုမြေမှာကြီးပင်ခဲ့ပေမဲ့မြမမှုမြမဟံမြမမှန်တရွေးသားမြရော့ကြမသွားခြင်းကဒေါန်ဆန်းစုကြည်ရဲ့အရေးကြီးတဲ့အမှတ်လက္ခဏာပါပဲအရှိတောင်အာရှရဲ့လမ်းဆောင်လမ်းကွာမှာနိုင်ငံကတည်တည်ပြိပခ္ခတွေကဆဲကပါဆရာနာရှင်တွေကဗိုလ်ကျနေတဲ့ဒီမြေမှာ ရှစ်လေးလုံးအေးတော်ပုံကြီးကမီယိုဟုံတောက်လာတော့မိနေတာကြာပြီဖြစ်တဲ့မြမာကိုကဘာကခေါင်းထောင်ကြည့်ခဲ့ရပါတယ်။ရှစ်လေးလုံးအေးတော်ပုံကြီးနဲ့တူ အကြမ်းမဖက်သောနိုင်ငံကြီးလမ်းနဲ့မြမာပြည်သူတို့ရှိဒေါအောင်ဆန်းစုကြည်ဆိုတဲ့ဒီမိုကရေစီကျယ်တဲ့ပွင့်အသစ်ထွန်းလာတော့ကဘာကြီးကတောင်းတောင်းဖြဖြကြိုးစားခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်ဖြစ်လာတော့ဒေါအောင်ဆန်းစုကြည်ရဲ့လာယာလမ်းကိုတုတ်တေတီတွေ့ တကုတ်ကုတ်နဲ့ရှာဖွေဖို့ထုတ်အလုံးရှုပ်တော့ပါတယ်အပုတ်ချနိုင်ငံရေးနည်းကိုတစ်ဖက်ကန်းခတ်ကျွမ်းကျင်တဲ့မြမစစ်အာဏာရှင်တွေကလည်းဒေါန်ဆန်းစုကြည်ရဲ့လူငယ်ဘဝအစွန်းထင်းတွေမရှိမလဲလို့အင်္ဂလန်နဲ့အမေရိကန်တိမြည်လံပါတယ်ဒေါန်ဆန်းစုကြည်တို့ခေမြမမျိုးသမီးတို့ရဲ့ပိုင်းကောင်းကြောက်ပြီးအနေထိုင်ကိုသာတွေ့ရှိခဲ့တာကြောင့်လက်မှန်ချခဲ့ရပါတယ် အွန်လိုင်းယဉ်ကျေးမှုကြီးကတိတ်အားကောင်းလာတော့နိုဘယ်ဆုရှင်ဒေါန်ဆန်းစုကြည်ရဲ့ငယ်ဘဝကစလို့အတိတ်ဘဝပုံရိပ်တွေကိုစူးစီးပေးခဲ့ပါတယ်။အန်အားတင့်စရာအနောက်ကဘာမှာကြီးပင်းခဲ့တဲ့ဒေါန်ဆန်းစုကြည်ရဲ့အတိတ်ပုံရိပ်တွေမှာဘောင်းမရှိဝတ်ထားတဲ့ပုံတောင် ရှာရှာပါပါပါမြမရင်ပုံခါတူနဲ့ထမိန်တွေကြီးတာမြင်ရပါတယ်။ဒေါန်ဆန်းစုကြည်နဲ့မြမမှုမြမဟန်အတွဲအဆက်လို့ယူလို့မရတဲ့မျက်နှာမှု ဘယ်တော့မှဆိုရင်ဘုံနဲ့ထမိန်နဲ့ကြီးမြင်ရတာဟာအနောက်ကဘာမှာကျင်လည်ခဲ့တဲ့ခြေတယောခါကလေးကဖြစ်ကြောင်းအတိတ်ဘဝပုံရိပ်တွေကသက်သေထူခဲ့ပါတယ်လူလူကောင်းဆောင်အဖြစ်သို့ရောက်ရှိလာတော့လဲအရင်တိုင်းမပြောင်းမလဲဆွေမြဲခြင်းသည်ဒေါန်ဆန်းစွကြည်ကိုပိုင်ညာမှာပဲလွတ်တော်အမတ်ဖြစ်တော်လဲဒီအတိုင်းပြည်သူအနှင်းခဲ့တဲ့ဒိုင်မင်ကန်ပုတ်ကိုဖြစ်တော်လဲမူလလဟောင်းမှာပဲ။ နိုင်ငံကောင်းဆောင်ဖြစ်တဲ့ကမ္ဘာအနှံ့နိုင်ငံအနှံ့ကော်စုံနီခင်ထားတဲ့လမ်းမော်ရှောက်လန်းနိုင်တော်လဲရင်ဘုံနဲ့ထမိန်ကိုသာမျက်မျက်နှုံနှုံပါပဲအဲ့ဒီမျက်နှုံးမှုအဟုန်နဲ့ကျမဟာညီမမျိုးသမီးတဦးပါဆိုပြီးဂုံယူဝင်ကြွားစွာကဘာပတ်ခက်လိုပဲညီမဗေဒအရင်ဘုံနဲ့ထမိန်ဟာဒေါန်ဆန်းစွကြည်ဖက်ရှင်အဖြစ်ထင်ရှားလာပါတယ် Global လှိုင်းကြီးပျော်ပျော်စီးက Global ဂျင်းနဲ့စကတ်အတူအပြက်တွေနဲ့ ဝင်ကြွားပျော်ဝင်နေတဲ့မြမလူသမီးငယ်တွေတောင်ရင်ပုံးတဲ့ထမိန်ကိုပြန်ပြီးတက်မဲ့ကြပါတယ်။ရိုးရာနဲ့ဒီနေ့ခရမင်းလှနေအောင်ရော့ဖွဲ့စင်ထားတဲ့ဒေါန်ဆန်းစုကြည်ဖက်ရှင်ဟာ Global ခကြီးက Global မြမမာကလေးတွေအကြားအသစ်ပြန်လဲထွန်းကားလာပါတယ်။ဒေါန်ဆန်းစုကြည်ဟာရင်ပုံးတဲ့ထမိန်မြမထဲကိုသာချစ်သလားဆိုတော့ဘယ်ဟုတ်မလဲ။မြမဆိုတာ သူ့ဘဝရွေးချယ်မှုညမာမှုမှန်သမျှကိုဂုံယူစွာမျက်နှိုးခဲ့တာကြီးပါပဲ။အောက်စဖို့တက္ကသိုလ်ဆင်းတောင်ဆန်းစုကြည်ဟာအင်္ဂလိပ်စာကိုအဆင်မြင့်မြင့်ကျွမ်းကျင်ပြီး ကျွန်တော်ရဲ့တဦးတည်းအမြင်ရဆိုရင်သူ့ရဲ့အင်္ဂလိပ်လိုမိန်ကွန်းတွေဟာထံကတိုင်းကြကြနဲ့နားထောင်လို့သိတ်ကောင်းတဲ့အထိမိခင်ဘာစကားပမာ ပိုင်နိုင်ပေမဲ့ညမာလိုပြောတဲ့အခါမှာလေအင်္ဂလိပ်လိုညက်သုံးယူထုံးစံမရှိပါဘူး။ ညမစကားကိုဒင်းပြစ်ကြက်ပြစ်ဒေါန်းဒေါန်းမီပီပီတတပါပဲတခါကအနောက်အုပ်စုသွားခရီးစဉ်တစ်ခုမှာညမလူသိမပြောနိုင်တော့တဲ့ညမလူမျိုးတရင်တောက်မာလီကအင်တာဗျူးတော့ညမမန်းတီတာနဲ့ညမလူမေးဖို့ဒေါန်းဆန်းစုကြည်ကတောင်းဆိုပါတယ်ပြီးတော့ကိုရောက်နေတဲ့တိုင်းပြည်ရဲ့ဘာသာစကားကိုကျွမ်းကျင်ဖို့လိုပေမဲ့မိခင်ဘာသာစကားကိုလည်းမမေ့ဖို့အရေးကြီးကြောင်းပြောပါတယ်။ဘဲကဘာရောက်ရောက် ဘလို့အကြောင်းကြောင်းပဲဖြစ်ဖြစ်အမိမိကိုမမေ့ဖို့ကိုတိုင်းပြည်ကိုကိုတက်နိုင်တဲ့လောက်အထောက်ပံ့ပြုဖို့ကိုဘာစကားကိုလဲကိုနှလုံးသားနဲ့ကိုရှာပေါ်မှာကြစ်ကြစ်ပါပါစုပ်ထားကြဖို့ပြီးတော့ကိုတိုင်းပြည်တွေအစားစာ နိုင်ငံတိုင်းမှာဒေသခံပြည်သူတွေအလေးထားစားကြတဲ့အစားစာတွေရှိကြပြီးအဲ့ဒီအစားစာတိုင်းဟာခန္ဓာလာတဲ့တမိုင်းချောင်းကိုစီနဲ့ရင်ကျဲမှုအသွေးရောင်တွေစိတ်ဝင်နေတာကြီးမို့ နိုင်ငံ့ဥကန်းထက်တင်ကကျွေးလဲကျွေးကြွာလဲကြွာ နေနေအောင်ဂုံယူကြတယ်မဟုတ်လားဒေါင်ဆန်းစုကြည်နိုင်ငံ့ကောင်းဆောင်ဖြစ်ပြီးဘယ်ကြလိုက်မလဲမြန်မာနိုင်ငံစီအလဲလာတဲ့တခြားတိုင်းပြည်ကကောင်းဆောင်တွေကိုတည်ခင်းတဲ့ဟင်းလျာတွေကမြန်မာတခွင်ဒေသလိုက်ကြော်ကြတဲ့မြန်မာကိုစားပြုရင်ကျေးမှုဟင်းလျာတွေကြီးဖြစ်လာပါတယ်တန်းရွှေခန့်တိန်စိန်ဆိုရနဲ့အရင်အရင် အာနာရှင်လေးလက်ထက်ကနိုင်ငံတော်အဆင့်ဧည့်သည်တွေကို အခုလိုတဲခင်းတာမျိုးမကြားခဲ့ဘူးတာကြောင့်လဲပါမယ်ထင်ပါရဲ့အန္တရာယ်ဆိုးရလက်ထက်နိုင်ငံတော်အဆင့်တဲခင်းနဲ့ညလျာစင်းတွေကိုအဲ့ဒီကာလသတင်းစာတွေမှာမျက်နှာဖုံးသတင်းစာဖြစ်ပေါ်ပြကြတဲ့အထိပါပဲဒေါန်ဆန်းစုကြည်ရဲ့စီဝါရေးအကြံပေးပေါမောက်ကရှောင်းတာနေရဲ့သူမတူအကျဉ်းသားစာအုပ်ထွက်ရှိလာတော့အဲ့ဒီစာအုပ်ထဲမှာမစ္စတာရှောင်းတာနေရဲ့ပြောပြချက်အရဒေါန်ဆန်းစုကြည်နဲ့ သူနှစ်ပတ်တကာပုံမှန်အစည်းအဝေးလုပ်လေရှိပြီး အစည်းအဝေးပြီးရင်မြမအစားစာနဲ့အဲ့ခံလေးရှိချောင်းနဲ့မြမအစားစာပေါ်ဒေါင်စန်းစုကြည်ရဲ့ရည်မှန်းချက်ကြောင့်အခုလိုဆိုပါတယ်ဒီအစည်းအဝေးတွေပြီးမှတော့မြမအစားစာနဲ့တဲခင်းအဲ့ခံလေးရှိပါတယ်သူကမြမအစားစာကိုမြမပြီးရဲ့နောက်ဆုံးထုတ်ကုန်တစ်ခုအဖြစ်ကဘာကိုဖြန့်ကျင်တဲ့ဆန္ဒရှိတယ်ဒီတော့မြမစားတော့ကုံလုပ်ငန်းရှင်တွေစမ်းသက်ချက်ပြုတ်ထားသမျှကို ကျွန်တော်ကိုချကျွေးလေးရှိပါတယ်ကျွန်တော်ကလည်းနိုင်ငံတကာပြည်သက်အစမ်းသက်ခံဖြစ်ကျွေးသမ ्या ကို ကြည်ကြည်နက်နက်စားတာပါပဲလို့မစ္စတာရှောင်းတာနေကဆိုပါတယ်ဒေါန်ဆန်းစုကြည်ရဲ့မျှော်မှန်းချက်ကနိုင်ငံသားတွေရဲ့ဂရင်းတဲမြန်မာစားစွာကိုအရသာခံနိုင်ရေးဒါကြောင့်မြန်မာမှုအခြေပြုစမ်းသစ်တီထွင်ချက်တွေနဲ့အဲ့ဒီကနေတဆင့်မြန်မာစားစွာကမ္ဘာဈေးကွက်မှာထဲဝါလာစေရည်အတိပါ ညီမကိုကဘာကတည်စီဖို့ညီမမျိုးသမီးတဦးရဲ့အိမ်မက်ကအဲ့ဒီလိုပါညီမဟာခင်မီမီညီမဆန်ပြီးအဲ့ဒီညီမကိုကဘာကတည်စီဖို့သူ့ဘဝတစ်ခုလုံးဒီတိုင်းမီထဲမှာပုံဩလို့ချစ်ခဲ့ပါတယ်အခုအသက်80အရွယ်ပေါ့စစ်အာဏာရှင်တွေနဲ့ရင်ဆိုင်ကြံ့ကြံ့ခံမြဲအသက်80ဆိုပေမဲ့ဒေါန်ဆန်းစုကြည်ပြန်လာမှာကလည်းသိကိုသေးကြပါတယ် မြန်မာမျိုးသမီးတွေရဲ့အာမန်ကြံ့ကြံ့ခံနိုင်စွမ်းနဲ့အိမ်မက်တွေအကြောင်းကဘာကြီးကိုတောင်ဆန်းစွတ်ကြီးဆက်ပြောပြပါဦးမယ်ခင်ဗျာ။